အားလုံးပဲမင်္ဂလာပါတခင်း football new ARF YouTube channel နဲ့တခင်း TikTok ကနေပြီးကြိုဆိုပါရစေကျွန်တော်ကဒီအခုနိုင်ငံတကာပွဲစဉ်တွေမှာပေါ့နော်နိုင်ငံတကာပွဲစဉ်တွေမှာကျွန်တော်က Arsenal နဲ့ပတ်သက်ပြီးတော့တတိဝါဘောဘူဒူတာဖြစ်ဖျားလေးပေါ့နော်အားလေးတွေရှောက်ပြောနေရပါတော့ရှောက်ပြောနေရပါအဲ့တော့ကျွန်တော်ဒီနေ့ကျွန်တော် Arsenal ရဲ့ကျွန်တော်ရဲ့ အကြိုက်ဆုံးကစားသမား၅ဦးအစီအစဉ်ကိုတင်ပြပါမယ်။တနေ့ကိုတယောက်တင်ပြပါမယ်။ဒီနေ့ကျွန်တော်ရဲ့ပထမဆုံးအနေနဲ့ကတော့ကျွန်တော်ရဲ့အာဆင်နယ်မှာအကြိုက်ဆုံးကစားသမားပေါ့နော်။ဒီဒီနေ့ခေတ်ကိုပြောမဟုတ်ဘူး။ပြင်ဖို့အရင်ရွှေခေတ်အော်နရီယိုခေတ်ကိုပဲပြောတာမဟုတ်ပါဘူး။ကျွန်တော်အာဆင်နယ်ကိုစတင်အားပေးရဲ့အချိန်ကနေပြီးတော့ကျွန်တော်တို့ဒီနေ့ဒီ live ဘောလုံးပွဲမှာခြေစွဲခြေစားတွေကိုမြန်ဝါထင်ထင်မြင်ရတဲ့ကစားသမား၅ဦးအကြောင်းကို ပြောပြပေးမှာဖြစ်ပါတယ်။ညီကိုတို့အနေနဲ့ညီကိုတို့ဘော်ဒါတို့မိတ်ဆွေတို့အနေနဲ့လည်းဘော်ဒါတို့မိတ်ဆွေတို့ကြိုက်တဲ့ကစားသမားကိုကွန်မန်းမှာဝင်ရောက်ပြီးတော့ပြောဆိုပြောလို့ရပါတယ်။ကျွန်တော်ကြိုက်တဲ့၅ဦးနဲ့ညီကိုတို့ကြိုက်တဲ့၅ဦးနဲ့တူချင်းမတူပါလိမ့်မယ်။တူတဲ့ကစားသမားလည်းရှိပါလိမ့်မယ်ပေါ့နော်။အရင်တော့ဟိုကျွန်တော်ရဲ့ဒီ subscriber တွေထဲမှာကျွန်တော်ရဲ့ follower တွေထဲမှာအရင်တော့ရွှေရောင်ခစ်ဖြစ်ခဲ့တော့ခစ်ကို honorary တို့ဘာကန်တို့ခစ်ကိုမိခဲ့တော့ဘဲကြီးတွေရှိရင်လည်းကိုကြီးတွေရှိရင်လည်းတို့ခစ်တော့ကြိုက်တဲ့ကစားသမားတွေကိုဝင်ပြီးတော့မန်လို့ရပါတယ်ပြောပြပေးလို့ရပါတယ်ကဲအာဆင်နယ်ကစားသမားတွေကိုပဲကျွန်တော်ပြောချင်တာပါเนาะအာဆင်နယ်ဖန်အနေနဲ့အာဆင်နယ်ကစားသမားတွေအတွက်တည်တံ့လောက်ထားတဲ့ပေးဖြစ်ပါတယ်ပေါ့เนาะကဲကျွန်တော်ဒီပထမဆုံးပြောချင်တာကတော့ကျွန်တော်တို့ရဲ့အသေးကြော်ကစားသမား Mrs. Ozey အကြောင်းပဲဖြစ်ပါတယ် Mrs. Ozey ကတော့ ဘောလုံးစက်ခုံပေါ်မှာကိုဖန်တီးမှုတွေရဲ့ဘယင်တွေတည်းကတပားဖြစ်တယ်။တပားဖြစ်တယ်။အဲ့တပားမှာသူ့ရဲ့ထူးခြားမှုတွေကဟာလူမုံနေတဲ့ကစားသမားပြိုင်ဘက်ကစားသမားအချင်းချင်းနေအောင်သူ့ကိုမုံတီးတာနဲတယ်ပြီးတော့နောက်ထပ်ပြိုင်ဘက် အသင်းနေရအစားသူ့ကိုချစ်ခင်ကြရပေါ့နော်အဲ့လိုကစားသမားပဲပေါ့နော် तू ကကွင်းတွင်းမှာလဲဘောလုံးကစားနေရအချိန်မှာလဲ तू များတွေကိုကူညီပြီးတော့ဂိုးတွေရအောင်ဖန်တီးပေးလေးရှိသလိုကွင်းပြင်မှာလဲဆင်းရဲသားဒုက္ခကလေးတငယ်တွေအဆင်းရဲသားတွေဒုက္ခရောက်နေတဲ့လူတွေကလေးတငယ်တွေအတွက်ကူညီပေးတဲ့လက်တဆုံပိုင်ရှင်လဲဖြစ်ပါတယ်ပေါ့နော်အဲ့ဒါအိုဇေးရဲ့အကြောင်းပေါ့နော်ပိမ့်ပိမ့်ပပနဲ့ရိမ့်ရိမ့်နွဲ့နွဲ့ကစားတဲ့သူ့ရဲ့ကစားဟန်နဲ့မျက်လုံးပြူးပြူးလေးနဲ့အကွက်မြင်မြင်ဖန်တီးပေးဖို့မှုတွေဟာတော့ ကျွန်တော်တို့နောက်ထပ်ထပ်ပြီးပေါ်ပေါက်လာအောင်မှမဟုတ်တဲ့ကစားသမားတဦးတတော်ကြအောင်ပေါ်ပေါက်လာအောင်မှမဟုတ်တဲ့ကစားသမားတဦးဖြစ်တယ်ပေါ်ပေါက်လာခြင်းမှလည်းပေါ်ပေါက်လာတော့မယ်ဒီ brand တော့ပါတော့ဖန်တီးမှုကောင်းပါတယ်ဒီ brand လည်းသူ့ရဲ့ wide ball တွေနဲ့ဖန်တီးမှုကောင်းတယ်ဒါပေမဲ့ oze ရဲ့ကစားဟန်လည်းမတူပါဘူး oze ကဒီ brand နဲ့ luka modric ဆက်ပြီးတော့ဖြစ်လာတဲ့ကစားသမားတယောက်လို့ကျွန်တော်မြင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ဘောလုံးလောကရဲ့ golf ကြီးတစ်ပါးဖြစ်တဲ့ စီယိုနာဒိုနဲ့ခရစ်စတီယာနိုရော်နယ်ဒိုရဲ့တွင်းဂိုးတွေကိုကြည့်လိုက်ရင်လည်းအိုဇေးရဲ့ဖန်တီးမှုရိပ်ရောင်တွေအများကြီးတွေ့ရပါတယ်အများကြီးပါပါတယ်เนาะဘောလုံးအားကစားကိုချင့်မြတ်နိုးသူတိုင်းကျွန်တော်တို့အိုဇေးကိုချစ်ကိုချစ်ရပါမယ်ဘာလို့လဲဆိုတော့အိုဇေးကဘောလုံးပါရမီရှင်တယောက်ဖြစ်တယ်အဲ့ပါရမီရှင်တယောက်ကို1988ခုနှစ်ဂျာမနီအနောက်ဂျာမနီမှာ ဂေဆန်ကီရှန်ဆိုတဲ့နယ်နယ်မြို့ငယ်လေးကနေပြီးတော့မွေးဖွားလာခဲ့တာဖြစ်ပါတယ်။အိုဇေးကဂျာမနီမှာမွေးဖွားမိမယ်။တူရကီနယ်ဘွားတယောက်ဖြစ်ပါတယ်။ဘာသာတရားအလွန်ကိုင်းဆိုင်ပါတယ်။အိုဇေးကမွတ်စလင်ဘာသာဝင်တဦးဖြစ်ပေမဲ့ဘာသာတရားအရအောင်ကိုင်းဆိုင်ပြီးမွတ်စလင်ဘာသာဝင်တွေရဲ့ပြရုပ်တစ်ခုလည်းဖြစ်ပါတယ်။အိုဇေးပြီးရင်အိုဇင်းမှာလူသားဆန်တဲ့စိတ်ဓာတ်ရှိပါတယ်။ ကြောက်ကမခွဲစိတ်နိုင်နဲ့ကလေးတက်ကဘာဝမ်းကလေးတက်ငယ်တွေကိုသူ့ရဲ့လာစာစုစိတ်တွေရတဲ့ငွေကြေးတွေထဲကနေပြီးတော့အမြောက်အများကိုလှူဒန်းခဲ့ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကလေးတက်ငယ်တွေကိုလည်းလှူဒန်းပေးခဲ့ဘူးပါတယ်ဒါထူးခြားဖြစ်စင်မှာကဘာဘောလုံးဇက်ခုံပေါ်မှာကျွန်တော်တို့မြန်မာပြည်ကနေဝဝပွဲအားပေးတဲ့ကစားသမားတွေမြောက်များစွာရှိပါတယ်ဒါပေမဲ့မြန်မာပြည်ကိုလှမ်းပြီးတော့အဲ့လိုမျိုးလှမ်းပြီးလှူတဲ့ကစားသမားဆိုလက်ချိုးရည်လို့ရပါတယ်ကျွန်တော် တိတဲ့လောက်ကတော့အိုစည်းတယောက်ပဲလို့သိပါတယ်။ကျန်တဲ့တိတဲ့လူလေးရှိရင်လည်းမိတ်ဆွေတို့အနေနဲ့ပြောပြပေးခဲ့လို့ရပါတယ်။အိုစည်းရဲ့ professional ကစားသမားကိုဂျာမန်ဘောလုံးလောက short game မှာစတင်ခဲ့ပါတယ်။ short game မှာစတင်ခဲ့ပြီးတော့2008ခုနှစ်မှာ Wanda Premier ကိုပြောင်းရွှေ့ခဲ့ပါတယ်။ Euro 5000နဲ့ Wanda Premier ကသူ့ရဲ့ season ကိုသဘောကျတဲ့အတွက်2010မှာတော့စပိန်တော်ဝင်အသင်းဖြစ်တဲ့ Real Madrid ကကောက်ယူခဲ့ပါတယ်။အိုစည်းကို ကောက်ယူတဲ့အချိန်ကဘာလို့ကျွန်တော်ကောက်ယူရလို့ပြောလဲဆိုတော့အိုဇေးရဲ့အစွမ်းအစာကိုကြိုက်ပြင်မဲ့အိုဇေးကိုတို့ထင်သေးခဲ့ပါလေကာကာဘရာဇီးကစားသမားကာကာရဲ့အရန်အနေနဲ့အိုဇေးကိုခေါ်ခဲ့တာပါဒါပေမဲ့ရီယယ်မက်ထရီကိုရောက်လာတဲ့အချိန်မှာအိုဇေးရဲ့ခြေစွမ်းကအထိတ်ကွမဲ့နေပါပြီလုံးဝကိုထိမ့်မြားသိမ့်မြားနဲ့အိုဇေးအရန်ကိုကောင်းမွန်ခဲ့ပါလေအိုဇေးရဲ့ခြေစွမ်းကိုကြိုက်နေတဲ့ပြီးတော့ရီယယ်မက်ထရီမှာလည်းအဓိကကစားသမားတစ်ယောက်ဖြစ်လာခဲ့ပြီးတော့ဘောလုံးစက်ခွန်ပေါ်မှာလည်းကမ္ဘာအကောင်ဆုံးကွင်းလည်ဖန်တီးခြင်းတွေထဲကတအူးဖြစ်လာခဲ့ပါတယ် ဟိုးဖန်သေးမှုများစွာပြုလုပ်ပြီးရဲ့နောက်မှာတော့အာဆင်အာဆင်ဝင်းကားကြီးရဲ့မျက်စိကြားမှုကိုခံရပြီးတော့ပြောင်းရွှေ့အပြောင်းအရွှေ့နောက်ဆုံးနေ့ဒက်လိုင်းဒေးမှာ2013ခုနှစ်မှာအိုဇေးရာအာဆင်နယ်ကိုရောက်ရှိလာခဲ့ပါတယ်အာဆင်နယ်ကိုရောက်တော့သူ့ရဲ့ကစားသမားဘဝအကောင်းဆုံးအချိန်ကိုသူရောက်ရှိခဲ့တာပါအဲ့မှာ အာဆင်နယ်ကိုရောက်ရှိပြီးတော့အမရိတ်ကိုကြီးနဲ့မှာသူ့ရဲ့မော်ဆွမ်းနဲ့ခြေစွမ်းနေတဲ့အတူတူအာဆင်နယ်ဖန်တွေရဲ့နှလုံးသားကိုမြန်မြန်ဆန်ဆန်ပဲအိုဆေးကတိတ်ပိုက်ခဲ့ပါတယ်အမရိတ်ကိုကြီးထဲမှာတော့သူ့ရဲ့ခြေစွမ်းခြေစားတွေနဲ့ဖို့သူ့ရဲ့ဂိုးဖန်တွေမှုတွေကိုအာဆင်နယ်ပိတ်သက်တွေအမြောက်အများလက်ခုပ်တီအားပေးခဲ့ရပါတယ် အာဆင်နယ်ကိုအိုဇေးကကလပ် ကလပ်ဆန်ချီတင်ပြောင်းရွှေ့ခြင်းယူရိုတန်90နဲ့2013ခုနှစ်မှာပြောင်းရွှေ့လာတာလုံးဝခေါ်ယူမှုမှန်ကန်တဲ့တန်နဲ့ပြောင်းရွှေ့ခြင်းတခုပြီးပြီးတော့အာဆင်နယ်ရဲ့ကစားဟန်ကိုလည်းစမ်းသစ်စေခဲ့ပါတယ်ပြီးရရီရဲ့အိုဇေးရဲ့အောင်မြင်မှုတွေအရတော့အိုဇေးရဲ့အသင်းလိုက်အောင်မြင်မှုတွေအရတော့2014ခုနှစ်မှာကမ္ဘာဖလားတစ်ချိန်ဂျာမနီအသင်းနဲ့အတူရရှိခဲ့ပါတယ်ဂျာမန်လက်ရွေးစင်အသင်းနဲ့အတူ အိုဇီယာကဘာဖလာကြီးကိုတိုင်မြောက်ခဲ့ပါတယ်။အာဆင်နယ်အသင်းနဲ့တူ FA ဖလာ၃ခုရရှိခဲ့ပါတယ်။ဝန်ဒါဘရီအသင်းနဲ့တူဂျာမန်ကပ်ကိုရရှိခဲ့ပြီးတော့ရီယဲမှာလာလီဂါကိုပါဖလာဆရှိရဲ့ဖလာတွေကိုသူရရှိခဲ့ပါတယ်။တဦးချင်းအောင်မြင်မှုမှာတော့ဂျာမန်ဖို့ဂျာမန်အကောင်ဆုံးကစားသမားစုကို၅၅၅ကစတာရရှိခဲ့ပါတယ်။ပရီးမီးယားလိမှာလည်းဖန်တီးမှုအကောင်ဆုံးကစားသမားစုတစ်ခုလာလီဂါမှာလည်းဖန်တီးမှုအကောင်ဆုံးကစားသမားစုတွေရရှိခဲ့ပါတယ်။ဒါတွေဟာအိုဇေးအတွက် ထိုက်တန်ပါတယ်နဲတော့နဲသေးရလို့ပြောလို့ရပါတယ်။အိုဇေးရဲ့ကစားပေါက်ကစားဟန်နဲ့အိုဇေးရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာအရာဒီထက်ကောင်းမွန်တဲ့စုစရာလက်အများကြီးရရှိခဲ့တဲ့ပါတယ်။ဒါပေမဲ့အိုဇေးကကမ္ဘာတဝန်းကဘောလုံးချင်းမြန်းနိုးမှုတွေဘောလုံးပေးသက်တွေရဲ့နှလုံးသားကိုတော့သိမ့်ပိုင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အိုဇေးမစ္စအိုဇေးရဲ့ကစားသမားဘဝနေဝင်ချိန်မှာတော့ကစားသမားအချင်းချင်းမုန်းသီးသူမရှိသလိုပြိုင်ဘက်အသင်းကကစားသမားတွေလည်းချင်းမြန်းနိုးပြီးတော့ ကဘာအဝမ်းကဘောလုံးချင်းမြေနိုးသူတွေချင်းမြေနိုးခြင်းခံရတဲ့အိုစေးရစီးပွားရေးတမားလောဘတမားနိုင်ငံရေးတမားတွေရဲ့ပါဟပေါင်းဖြစ်ခဲ့ရပါတယ်အိုစေးရ2014 2018ကဘာဖလားမတိုင်ခင်မှာအိုစေးရတူရကီတမနာအာဒိုဂန်နဲ့တွေ့ဆုံခဲ့ပါတယ်အာဒိုဂန်ဟာဆိုးရတဲ့တမနာတယောက်ဖြစ်ပြီးတော့လူအခွင့်အရေးကိုချိုးဖောက်နေတဲ့တမနာနဲ့တွေ့ဆုံခဲ့ပါတယ်ဒါပေမဲ့အိုစေးရတွေ့ဆုံမှုမှာနိုင်ငံရေးမပါဝင်ဘူးလို့နိုင်ငံရေး ိစ္စမပါဝင်ပေမဲ့လည်းပေးသက်တည်းရဲ့ဂျာမန်ပေးသက်တည်းရဲ့ဝေဖန်မှုကိုခံရပါတယ်။အဲ့မှာ2018ရဲ့ဂျာမန်အသင်းရဲ့ရှုံးအချက်တပွဲရှုံးနေမှုကတောင်ကိုရီးယားနဲ့မကန်မက်ဆီကိုကိုရှုံးပြီးတော့အုပ်စုအစင်ရနေပြီးတော့ထွက်ခဲ့ရပါတယ်။အဲ့အုပ်စုအစင်ရထွက်ခဲ့မှုရဲ့တည်ရခံဟာအိုဇေးဖြစ်တယ်လို့ဂျာမန်ဘောလုံးတော်ကအာနာပိုင်နေကလက်ညှိုးထိုးပါတယ်။ထိုးတော့ ဂျာမန်နိုင်ငံကြီးသားစိတ်တွေဝင်နေတယ်နိုင်ငံကြီးသားစိတ်အရန်ဝင်တဲ့ဂျာမန်လူမျိုးစုဂျာမန်နိုင်ငံသားတွေရဲ့ပြစ်မှတ်ဖြစ်ခဲ့ရပါတယ်ဝေပြင်းထန်စွာဝေဖန်မှုကိုခံခဲ့ရပြီးတော့အိုဇေးကလည်းသူ့နိုင်ငံကိုတော်တော်လေးကိုစိတ်ကုန်သွားခဲ့ပါတယ်အိုဇေးပြောဆိုချက်အရကျွန်တော်ဟာတိုင်ပွဲဒီမှာနိုင်ပွဲရရှိနေရင်တော့ဂျာမန်သားဖြစ်ပြီးတော့ရှုံးနေသွားရင်တော့ကျွန်တော်ဟာတခြားနိုင်ငံသားဖြစ်သွားတယ်လို့အိုဇေးကိုယ်တိုင်စိတ်ပြတ်စွာနဲ့ညီးသွားခဲ့ပါတယ် ဲ့ဒီအချိန်မှာဦးစေးရစောစောစီးပဲ2018ကမ္ဘာမလာပြီးရဲ့အချိန်မှာတော့နိုင်ငံလက်ရွေးစင်အသင်းရနေပြီးတော့အနာယူခဲ့ပါတယ်နိုင်ယူခဲ့ပြီးတော့အာဆင်နယ်အိုဇေးရဲ့ပြဿနာဒီရင်မပြီးပါဘူးအာဆင်နယ်မှာလည်းအိုဇေးအိုဇေးကံမကောင်းခဲ့ပါဘူးအာဆင်နယ်အဲ့တော့ကျွန်တော်အာဆင်နယ်ပိသက်တယောက်အနေနဲ့အာဆင်နယ်ကိုတော့ကျွန်တော်မုန်းတီးခဲ့ပါတယ်ဘာလို့ဆိုတော့အာဆင်နယ်ရဲ့လုပ်ရည်တွေကမဟုတ်လို့ပါဒါပေမဲ့မဟုတ်ပေမဲ့အကျိုးစီးပွားနဲ့တွေးရှိလာတဲ့အချိန်မှာတော့အိုဇေးကတားကောင်းထပ်ဖြစ်ခဲ့ရပါတယ် ိုစစ်ဘလို့သားကောင်ဖြစ်ခဲ့ရလဲဆိုတော့2019ခုနှစ်ကိုဗစ်ဒေစတင်ဖြစ်နေတဲ့အချိန်မှာအိုစစ်ရတရုတ်နိုင်ငံရှက်ကျင်းဒေသကဝီကာမွတ်စလင်တွေအပေါ်ဖိနှိပ်ခဲ့တဲ့တရုတ်အစိုးရရဲ့လူအခွင့်အရေးချိုးဖောက်မှုကိုသူ့ရဲ့ Twitter အကောင့်မှာပေါ်ပေါ်တင်တင်ဝေဖန်ခဲ့ပါတယ်။အဲ့လိုဝေဖန်ခြင်းဝေဖန်ခဲ့ခြင်းကြောင့်အမှန်တမ်းဝေဖန်ခဲ့ပါတယ်အဲ့လိုဝေဖန်ခဲ့ခြင်းကြောင့်တရုတ်အစိုးရကအိုစေးပါတဲ့အာဆင်နယ်ဘွဲတွေကိုတရုတ် ကိုပိုင် channel တွေမှာမပြတော့ဘူးလို့ထုတ်ပြောခဲ့ပါတယ်အဲ့တော့ billion တန်းလဲချီပြီးတော့ဝင်ဝင်လေးရရှိနေတဲ့တရုတ်ဈေးကွက်ပြတ်သွားမှာဆိုတော့ကြောင့် Arsenal နဲ့ Premier League အဖွဲ့ချုပ်ကခေါင်းကြီးဆိုင်ဆွေးနွေးပြီးတော့ Arsenal တာဝန်ရှိသူတွေကအိုဈေးကိုအကြောင်းပြချက်မျိုးစုံမစူးစမ်းဘူးအပြင်းထူတယ်ဆိုပြီးတော့အကြောင်းပြချက်မျိုးစုံနဲ့အရန်ကုန်ကိုပို့ခဲ့ပါတယ်ဒါဒါအိုဈေးအဲ့မှာအိုဈေးကအရန်ကုန်မှာ 100ဒီ200ဒီလောက်ထိတိခန့်ခဲ့ပါတယ်ဒါပေမဲ့2021ခုနှစ်မှာတော့အိုဇေးရဲ့တိခန့်နိုင်စွမ်းနေရာပုံခန်းခဲ့ပြီးတော့အာဆင်နယ်နဲ့ရှိစာချုပ်တက်တန်းဖြတ်တန်းပြီးတော့တူတကီကလပ်ဖီနာဗာရှီကိုပြောင်းရွှေ့ခဲ့ပါတယ်တူတကီကလပ်ဖီနာဗာရှီမှာအိုဇေးရ200ဒီလောက်ကစားပြီးတော့သူ့ရဲ့ကစားသမားဘဝကိုစောစီးစွာပဲအနားယူခဲ့ပါတယ်ဒါအသက်30ကျော်ဘောလုံးကစားသမားတယောက်အမိနဲ့ရန်ကိုနှမျောကိုကောင်းပါတယ်သူ့ကိုချစ်တဲ့ပေးသက်တွေလည်းအရန်ကိုနှမျောကြမှာပါ နှလုံးကစားပုံလှပရင်းနှွယ်ရင်းနှွယ်နှွယ်ကစားပုံလှပပြီးရောလှပရနှလုံးသားတစုံရှိတဲ့လူသားဆန်တဲ့အိုစေးဟာဝိပဿနာလောမလောဘတမားတွေစီးပွားရေးတမားတွေနိုင်ငံရေးတမားတွေကြားရဲ့ကားကောင်ဖြစ်ခဲ့ရပြီးတော့ကဘာပေါ်ကမရှိစင်းရဲသားတွေအဖိလိုက်ခံလူတွေကလေးတငယ်တွေနဲ့ကျွန်တော်တို့နိုင်ငံအပါအဝင်အမျိုးဆုံးဖိနှိပ်ခံနေရတဲ့လူသားတွေအတွက်တော့ဟီးရိုးတယောက်အနေနဲ့ အမြဲရှိအိုးစီးရရင်ထဲမှာအမြဲရှိနေမှာတော့သိကြပါပဲဒီနေ့ကတော့ကျွန်တော်တို့ခြိုက်ဆုံးကစားသမားတစ်ယောက်နံပါတ်1ဖြစ်တဲ့အိုးစီးအကြောင်းကိုအရင်ပြောရခြင်းဖြစ်ပါတယ်မနေ့ပြန်ကြရင်တော့ကျွန်တော်စန်တီကာဆိုလာအကြောင်းကိုဆက်ပြီးတော့ထပ်ပြီးပြောပါမယ်မော်ဝင်နဲ့ခြီးစွားနေတဲ့စန်တီကာဆိုလာရဲ့အကြောင်းကိုကျွန်တော်ပြည့်ပြည့်စုံစုံထပ်ပြီးတော့ပြောပြပါမယ်ခင်ဗျာဒီနေ့တော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်